နေ့ချင်းများလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီနေ့ခီးစဉ်လေးရပါတော့ဒါတိုးတိုးသွားပြီးတော့လက်ပတ်သွားမှာဖြစ်ပါတယ်အဲအခုကတော့ပေါ့နော်ရန်ရန်ကုန်ကပေါ့နော်ဒီလိုက်တာရပါတော့လိုက်တာရဒါမြင်းနောင်တနာအစင်းပေါ့နော်အစင်းလမ်းမပေါ်ရောက်ရှိနေရဖြစ်ပါတယ်ဒီလမ်းကတော့ပတိမုံရလမ်းမကြီးပတိမုံရလမ်းမကြီးဖြစ်ပါတယ်အဲဒါလိုက်တာရပဲပေါ့နော်လိုက်တာဒီဘက်ဆိုရင်စက်မှုစုံနေနေရမှာဖြစ်ပါတယ်ဒီစက်မှုစုံဘက်ကိုရောက်နေရပါတော့ဒီကနေပြီးတော့ဒါတိုးတိုးဘက်ကိုသွားမှာဖြစ်ပါတယ် ီအခုလိုက်ရန်ကုန်လိုက်သားနေပြီးတော့တွင်သေးဆိုရင်ပေါ့နော်ဒီမိုင်းနဲ့ဆိုရင်ပေါ့နော်မိုင်း20လောက်တော့မောင်းရမယ်ပေါ့နော်နိုင်ရပြည့်ဆိုရင်တော့နိုင်ဘွက်လောက်ပေါ့နော်38မိနစ်မိနစ်40လောက်ကတော့မောင်းရပါမယ်ကဲတော့အခုကြည့်နေရတကယ်ချင်းတော့လေဒီတွင်သေးကိုရောက်ဖို့အောင်လို့ပေါ့နော်အဲလိုက်ပြီးတော့ဒီစုအပ ေ့ဖို့ပေါ့နော်ဘယ်ဘယ်ချောင်းပြရမှာဖြစ်ပါတယ်အဲအဲ့ဒါဒီတက်တန်းပေါ်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ပေါ့နော်ဒီကွေးလိုက်မယ်ဆိုရင်တော့ဒါလိုင်တာရဂျွန်ဒီလမ်းမကြီးကိုရောက်သွားမှာဖြစ်ပါတယ်ဒါအခုကွေးတော့မယ်ပေါ့နော် ီလမ်းနေပြတ်တက်သွားမယ်ဆိုတော့ဒါတကုံအရာဝေးပြီးလို့ပေါ့နော်ဒါပသိမ့်ပဲအရာဝေးတိုင်းဘက်ကိုရောက်သွားမှာဖြစ်ပါတယ်ဒါတကုံအရာဝေးပြီးလို့ဒါမြင်ပြန်မဲ့သူတွေပါဆိုဒီလမ်းကတော့ပေါ့နော်အဲဒါတော့ဒါပဲပဲချမ်းကိုပြီပေါ့နော်ဒါဆိုရင်20လမ်းမှ ਈ ပေါ့နော်20ဘက်ကိုသွားရင်လမ်းမှ ਈ ရပါပြီအဲဒီနေ့ကတော့ပေါ့နော်ရာသီဥတုကကိုယ့်ဘက်ကိုပါဖြစ်ပါတယ်မိုးလည်းမရွာဘူးပေါ့နော်ရာသီဥတုကလည်းတာယာနေရဆိုတော့ကဲအဲ့တော့ let's go ပါတော့ပါမယ်20ဘက်ကိုသွားမှာဖြစ်ပါ န်တာထဲမှာဆိုတော့အမအသုံးမိနေရပေါ်ရပေါ့နော်အဝိညာဉ်တော့ပဲအဲဒီဘက်ချမ်းမှာဆိုတော့ဒီဘက်ကတော့ဒါနိုင်ငံရအဆုံးပြားနေရလာမျိုး တဲ့ဆိုတော့ဒီရန်ကုန်တိုင်းထဲမှာပါဝင်တာပေါ့နော်အခရယာအဖြစ်ဆိုရင်အတော့ဒီရန်ကုန်တောင်ပိုင်းခရိုင်ပေါ့နော်အဲ့ဒီမှာပါဝင်ပါတယ်အဲလူရီယာဆိုရင်တော့ဒီ9သိန်းလောက်တော့ရှိရပေါ့နော်အဲသူ့ရဲ့တမိုင်းကိုပြပြရမယ်ဆိုရင်တော့အဲဒီတွန်တေးမျိုးကြီးကအာတွန်တေးတူးမြောင်းရဲ့နံပြီးမှာဒီရှိထားတာဖြစ်ပါတယ်ဒီမျိုးကိုပကံခစ်ကဒလားမျိုးလို့ခေါ်ဆိုခဲ့ကြပါတယ်။အဲ့ခစ်မတိုင်းခင်မှာဥလုံကန်ကြီးတို့ကိုင်ခဲ့တဲ့အကျွဲ့ ဒီပကံခစ်မှာပေါ့နော်အာပကံဘရင်ရဲ့လက်အောက်ခံဖြစ်တဲ့အင်းဝခစ်တို့ရောက်ရှိရခါမှာဒီလူတင်းမျိုးကြီးကိုဟန်တာဝရီဘရင်ကအုပ်ချုပ်ခဲ့တာဖြစ်ပါတယ်အဲဒီဒီတလားမျိုးကြီးอ่ะဆိုဘာလို့ရှစ်တလားမျိုးတော့ဟာခန်းတက်မျိုးဖြစ်ပြီးတော့တတိုင်းအခိုင်အမာဖြစ်ပြီးဆောက်ထားပါတယ်အဲ့တတိုင်းမျိုးကိုလည်းလူတင်းမျိုးမှာယနေ့တိုင်းတွင်မြင်ရတာလို့ ပြထားရပေါ့နော်အဲ့တော့ဒီတူတင်းမျိုးရောက်တဲ့အခါမှာအဲ့ဒီဒိုင်းဒီဒိုင်းလေးရှိလာပေါ့နော်အဲ့ဒါတော့ကြည့်ကြပါမယ်အဲဒီခုနကပြောခဲ့ရပေါ့နော်တူတီတူမြောင်းပေါ့နော်တူတီတူမြောင်းရဲ့သမိုင်းက1833ခုနှစ်မေလမှာစတင်ဖွင့်လှစ်ခဲ့ပြီးတော့မမ်းမန်းဆက်သွယ်ရေးပုံမှန်ကောင်းလာခဲ့ပါတယ်ဒီတူတီတူမြောင်းရဲ့အလျားဆက်မမိုင်းကရှိပြီးတော့အဲ့ခစ်ကပေါ့နော်အဲ့ခစ်က1833ခုနှစ်ကငွေကျက် သိန်းမောင်းပေါ့နော်၁၀၃သိန်းကျော်ဆိုတော့ရှိခိကသိန်းမောင်း၁၀၃သိန်းကျော်ပေါ့နော်ဒါကုန်ကြခံခဲ့ရဖြစ်ပါတယ်။ကဲအခုကတော့ဒါလှိုင်းတရအထွန်းသားပေါ့နော်ဒါပန်းတိုင်းပန်းတိုင်းပန်းတိုင်းတရားပေါ့နော်ပန်းတိုင်းတရားကိုရောက်နေရပဲဖြစ်ပါတယ်။ဘက်ကတော့အဒီပန်းနိုင်တဲ့အောင်ပြတ်သွားပါတယ် Era la que va. ော်လေးနေနေစရာလေးကောင်းတယ်။အာဒီမှာဆိုရင်တော့ရွှေကျုံးမြေပေါ့နော်။ရွှေကျုံးမြေချမင်းဆိုင်လေးလည်းရှိတယ်။ချမင်းဆိုင်အကြီးပဲမှာ။ရွှေကျုံးမြေပေါ့။အာဒီဘက်မှာရေကူးကနေဘန်ဂလိုရေးထားတဲ့နေရာလေးလည်းရှိတယ်။ဒီဘက်မှာတော်တော်နေနေစရာကောင်းတယ်။ပြီးတော့မြို့နယ်လည်းတိတ်မိုးယူပေါ့နော်။ဒီမှာခြံနဲ့ခြံလေးနဲ့ဝင်းနေတဲ့အဲ့လိုမျိုးလေးကြီးပါပုံစံလေးမျိုးနေရပါပေါ့နော်။အဲလမ်းသွားလမ်းလာအဲ့လမ်း ီယိုဆက်သားပါမယ်လိုက်ခဲ့ပါဦးเนาะအဲ့အခုကတော့ဒါချီကန်ချီရပါဘောเนาะချီကန်ချီရရောက်ပါပြီညောင်ကနေပြီးတော့ဒါ15မိနစ်လောက်မှာရတယ်ဘောเนาะအဲ့ဒီမှာရှေ့ဆိုရင် ရတောက်ချောက်အောင်လေအဲလမ်းကျင်းနေပေါ့နော်နှလမ်းသွားလို့ပုံစံဖြစ်ပေမဲ့လမ်းရလုံးဝကောင်းတယ်ဟိုလိုင်းထားတာအဲ့လိုမျိုးကျန်းကွက်တွေပါအရှိရပဲနော်လုံးဝမရှိဘူးလမ်းကတော့တော်တော်ကောင်းတယ်ရန်ကုန်နဲ့လည်းနီးမနီးမဝေးနော်ရန်ကုန်နဲ့လည်းမနီးမဝေးရန်ကုန်ဆိုတော့မိနစ်လေးတရာမှားတယ်ဆိုတော့ဒါလုံးဝနီးရပေါ့နော်နီးရလို့ပြောလို့ပြောလို့ရတယ်ပြည့်ပြည့်ပါတော့ င်တွန်းတင်းမြို့မှာဆိုနာမည်ကြီးတကူဖရာတွေရှိရပေါ့နော်အာပြီးတော့ရွှေစံတော်ဖရာတို့အဲဒီရွှေစံတော်ဖရာဆိုလို့လားတမိုင်းဝင်စီဆိုဖြစ်တယ်ပေါ့နော်ပြီးတော့ဘောင်းတော်ကျုံစီတို့အဲဒါတွန်းတင်းမြို့မှာထင်ရှားရဲ့ဈေးတွေဖြစ်ပါတယ်ကဲတော့အခုကတွန်းတင်းမြို့လည်းသွားလည်မယ်ပေါ့နော်ပြီးတော့ဒီဈေးတွေပြဖို့ထင်ရှားရဲ့ဈေးတွေလည်းသွားပြီးတော့ဘုံမြို့မှာဖြစ်ပါတယ်အဲတော့ဒါတကယ်ချင်းတော့လည်းလိုက်ခဲ့ပြီးတော့နော် ီဘက်လေးရောက်တာเนาะ AR တိုင်းရောက်တဲ့အတိုင်းမှာဒီမှာလဲဆိုင်တာလေးလည်းရှိရပါဘောเนาะဒါသူတို့လဲမြေကွက်လေးလည်းဒါမူရတိကြပြီဆိုတော့သူတို့လဲဆိုင်နေတဲ့ပုံစံလေးလည်းရှိနေတယ်။စိမ့်ဆိုနေเนาะအာစိမ့်ဆိုနေရပဲဒါမြို့ပြနဲ့အဝေးဒါကြီးလက်တဘာဝအရသာခံစားရတယ်ပေါ့เนาะဒီဘက်ကတော့အဲပိတ်ရမှာတကယ်လို့သိရမှာအမအဲကလေးကြပ်ပြကြပ်ဒီနေ့အဲကိုယ်ပိတ်အလင်းမှာလက်လက်ဆက်အပန်းဖြေစင်တာတော့မလို့ဆိုဒီဘက်ကိုလာလို့ရတယ် ဒီတကူမရရင်လာဘူးပေါ့နော်ဟာကနကအရှိဆိုရင်ကိုယ်လေးရှိရပါနော်ဒါပေမဲ့ကျောင်းချိုးမှာဖြစ်ပါတယ်အဲအခုနေရာနေဆိုတော့နောက်15မိနစ်လောက်ဆိုတော့ရောက်ပြီ ီလဲစီဒီလဲစီရဲ့ပြီးတော့ရန်ကုန်ကဒီလိုင်းသားအထွက်ပေါ့နော်လိုင်းသားအထွက်ဆိုလဲလမ်းမှာတောက်လျှောက်ကချေးရွာတွေဒီပိုင်းအဲချေးရွာတစ်ခုတစ်ခုအမှချေးရွာတစ်ခုတစ်ခုဆက်နေလမ်းကြီးလဲကောင်းတော့ဒီလိုတိုင်းမကောင်းနဲ့ရှင်းမဆိုတော့ရောက်လမ်းခွဲရောက်ရှင်းမဆိုရန်ခွဲရလမ်းခွဲရအခုကဘယ်ဘက်ချောင်းကိုကျူ Google Map မှာကြည့်ရတာပေါ့နော် Google Map မှာကြည့်ပြီးသွားတာဖြစ်ပါတယ်အဲဘယ်ဘက်ချောင်းကိုကျူမယ်ဆိုတော့တွန်တေးပေါ့နော် ဆိုညာဘက်ချမ်းကိုပွင့်ပါပေါ့နော်အဲညာဘက်ချမ်းကိုပွင့်မှာဖြစ်ပါကိုနေ့ကကိုကဲမမှားကြည့်ရပါပေါ့နော်ဒီဘဘက်ချမ်းကိုဆိုရင်ဒါဒလောက်သွားမှာဖြစ်ပါတယ်ညာဘက်ချမ်းမှာဒီတွန်တိဘက်ရောက်မှာဖြစ်ပါတယ်ဒါတွန်တိဘက်ကိုကိုွတ်သွားပြီပေါ့နော်ညာဘက်ချမ်းမှာကဲမှာဒါဆိုရင်တော့ဒါညာဘက်ချမ်းကိုဆက်မောင်းပြီပေါ့နော်ဒါဒီထဲမှာတော့ဒီမှာဆက်ခွက်နမီလေးလောက်မောင်းရမယ်ပေါ့နော်မိုင်အားဖြင့်ဆိုရင်တော့6.9မိုင်9မိုင်လောက်တော့ဝေးရည်လို့သူပြထားတယ်ပေါ့နော် ခုဆိုရင်တော့7:45လောက်ဖြစ်သွားပြီပေါ့နော်ဘယ်မှာလဲ၃မိနစ်မရှိရဗျာလမ်းကတော့အခုထိကောင်းဆုံးပဲလမ်းကတော့ရှယ်ပဲဒီဘက်ချမ်းလေးဆိုလဲဒီမှာလမ်းဘေးတစ်လျှောက်မှာဟာကောအိမ်လေးနဲ့ရွာလေးနဲ့ပေါ့နော်မာဆိုလဲထန်းဒီရအပေါ်ပဲထန်းဒီတို့ထန်းရီတို့ဒီမှာတော့မှာတော့ပိန်နေသည်လမ်းဘေးတစ်လျှောက်မှာမြင်နေရတယ် ရန်ကုန်နဲ့တိတ်မွေးဦးဆိုတော့စီစီရတယ်ဟုတ်တယ်ရန်ကုန်နဲ့တိတ်မွေးဆိုတော့စီရဲအဲ့ဒီအင်္ဂလိပ်ကိုကြိုက်တယ်မအေးကအဲ့ဒီတာတော့ရှိရတယ်မဟုတ်လားအဲ့ဒါဆိုရွာကြီးတော့လည်းဒီလားမရွာအင်း နေပါဒါကတ္တရာလမ်းပေါ့နော်ကတ္တရာလမ်းဆိုရင်ဒါနည်းနည်းကျန်းခွက်လေးပါလေးတော့ရှိရဲ့လမ်းကနည်းနည်းကျန်းလာရဲ့ပေါ့နော်ဟာရောက်ခါကြီးပေါ့နော်တော်နေတယ်ဆန်ငါမင်းတော့ကျန်သေးတယ်ဆန်ငါမင်းလောက်ကျန်သေးတယ်ဒါကတော့ဒီနားကနည်းနည်းကျန်းတယ် က်လန်းဆောင်ပေါ့နော်အရှိမဆိုဒီကံဘက်လန်းဆောင်ကံဘက်လန်းဆောင်နာရွာလေးပေါ့နော်ဒီရွာတော့တော်တော်ကြီးလက်ကြီးရေစီလင်းစီရမှာမိပွားရေပါတယ်ကံဘက်လန်းဆောင်ပါတယ်ဘက်ကိုချုံမယ်ဆိုတော့ဒါဖရားကြီးစံပြကြီးရွာပေါ့နော်အဲရောက်မှဖြစ်ပါတယ်ဒီကတော့ဒါတူနေမြူရဲ့လမ်းနံနေပဲအစပါနော်ဒါတူနေမြူရဲ့ဝင်လာပြီး အားလုံးချုပ်ပြီးပြောမှာဆိုလို့ရှိရင်ပုံသင်းမျိုးကိုလာတဲ့တန်းနေရရမ်းလည်းမဆိုးဘူးเนาะဟုတ်ကဲ့ဆိုလဲဆိုလဲခဏပဲဆိုလဲခဏပဲအမင်းလာမလိုက်ပြီဆိုလဲပြန်ကောင်းအောင်ဟုတ်ကဲ့ဒါဆိုလဲကွာဒါကုန်းကလမ်းမဟုတ်ဘူးခက်တရားလမ်းပဲဒါမဲ့လမ်းကောင်းတယ်ဈိုက်ွက်ပါညာမရှိဘူးခုနကဈိုက်ွက်ပါညာရှိရဆိုတဲ့အဲ့နားလေးပဲလမ်းမကောင်းတာဒီလားဒါဆိုလဲလမ်းကောင်းသွားကျေလဲကျေသွား င်းပြီဆိုတော့ဒါလမ်းခွဲရှိရယ်လမ်းခွဲရှိရင်ဘယ်ဘက်ချမ်းကိုချိုးရမလဲလမ်းကောင်လမ်းခွဲလေးပေါ့နော်ဒီချိုးပြပါရယ်အရှင်းမှာဆိုတော့ဒါသူကလမ်းခွဲနှစ်ခုပြထားရယ်ပေါ့နော်ဒီမှာတန်းတန်းလဲသွားလို့ရရယ်အခုကတော့ဒီကိုကဲမက်ထဲမှာတော့ဒီဘယ်ဘက်ချမ်းကိုချိုးရမလဲဆိုတော့ပြထားရယ်ပေါ့နော်ဒါပေမဲ့ဒီဒီထဲမှာကြည့်ရပါမယ်တန်းတန်းသွားလဲလုံးလေးမျိုးရတယ်အမေကူကဲမကပြရတဲ့အတိုင်းမတော်မှဖြစ်ပါတယ်။ပြတဲ့ကံတော့လည်းရောက်တယ်။အမေအကူကဒီပစ္စည်းကိုရအောင် နော်အဲ့ချန်ဖြစ်သွားပါမယ်အာရှေ့ခုနမီလာဆိုတော့ရောက်ပြီပါနော်ဘယ်ဘက်ချမ်းမှာဆိုလို့ရှိရင်တော့ဘောင်းတော့ချောင်းလေအော်ခုနကအခွဲခုနကလမ်းခွဲနားလေးရဲ့ဘယ်ဘက်ချမ်းမှာဆိုဒါဘောင်းတော့ကျော်စီရှိတယ်တဲ့အဲ့စီဒီကိုအပြန်ကျမှဝင်မယ်ပေါ့နော်ဝင်ပြီးတော့ပြန်ပြပါရဲအခုကဒီနေ့ကိုပြန်သွားတော့ဟိုကဒုနေ့မျိုးကိုပေါ့အရင်သွားမှဖြစ်ပါလေ မ်းမဆက်သွယ်ရေးကောင်းတော့တွားလာမြန်နော် ကောင်းတယ်မလမ်းမိတိုင်းလည်းရှိရယ်လမ်းလမ်းမှာမြို့အိမ်ရဲ့နဲ့ဒီကြီးပေါ့နော်

เนาะอกูแล่มิเนี่ยดาชิซายันพยาธิป่ะเนาะดาชิซายันพยาธิป่ะเนาะเออดูแล้วตายขึ้นมาဖြစ်ပါတယ်แกเออตุนเตโอป่ะเนาะยောက်ผู้မရဘူးသေးရဲ့တကယ်ချင်းတို့လည်းရှင်းရှင်းပဲပေါ့နော်တတင်းမျိုးနဲ့အလန်းဝင်းတွေတကယ်ချင်းတွေလည်းရှိမယ်လူတင်းမျိုးကနေမှတန်တကြီးကြီးကိုသွားပြီးတော့ပေါ့နော်ဒါလူတင်းမျိုးကိုပြန်ပြောမရဖြစ်တဲ့တကယ်ချင်းတို့လည်းဒါအလွမ်းပြေမယ်လို့ထင်ပါရတယ် ကိုယ်တိုင်ရောက်သွားတယ်လို့မျိုးပေါ့နော်ခံစားရမယ်လို့လည်းထင်ပါတယ်ရှင်အဲအားလုံးပဲတကယ်ကျေးဇူးနှုတ်ဆက်ပါတယ်